ော့ချင်းရဲ့အသာချမ်းများနဲ့ဘာကြောင့်သုံးတင်လဲမင်္ဂလာပါဒီနေ့ MR Define Channel မှာပြောမယ့်အကြောင်းအရာကဖော့ချင်းပါကျမတို့ဘာကြောင့်ဒီ blockchain ကိုသုံးတင်လဲဘာတွေအသာချက်ရှိလဲဆိုတာပြည်သက်တွေအတွက်ရွေးရှင်းစွာရှင်းပြပေးပါမယ်ဖော့ချင်းဆိုတာအီတာလီယံရဲ့ဟက်ဖော့တစ်ခုဖြစ်ပါတယ် ဆိုလိုတာကအီတရီယန်ရဲ့အားလုံးကိုကူးယူပြီးပိုကောင်းအောင်ပြုပြင်ထားတာပါဖန်တီးသူက Richard Hess ဆိုတဲ့သူရဲ့ project ဖြစ်ပါတယ်ဒီနေ့ကြည့်ကြမယ့်အချက်တွေကဈေးနှုန်းသက်သာတာမျက်စမ်းမှုစွမ်းအင်ခြွေတာတာနဲ့အခြားအသာချက်တွေပဲဖြစ်ပါတယ်ဒါတွေသိရင်ဘာကြောင့်သုံးသင့်လဲသိလာပါလိမ့်မယ်စပြီးကြည့်ရအောင်နော်ပထမအသာချက်ကဈေးနှုန်းသက်သာတာပါအီတရီယန်မှာငွေလွှဲတစ်ခါလုပ်ရင် gas fee ကဒေါ်လာ30ကနေ90ထိကုန်နိုင်ပါတယ်ဒါပေမဲ့ port chain မှာအဲ့ဒီ fee တွေတထောင်စနေပါတယ် ဥပမာငွေတစ်ခါလွှဲရင်ဒေါ်လာ3.3333ပဲကုန်ပါတယ်။ဒါကြောင့်သေးငယ်တဲ့ငွေပေးချေမှုတွေလုပ်ချင်ရင်အရန်အဆင်ပြေပါတယ်။ ဒီ fee တွေက network မှာ PLS token ကိုဘန်းပါတယ်။ဆိုလိုတာက token ပမာဏနည်းလာတာကြောင့်တန်ဖိုးတက်နိုင်ပါတယ်။ဒုတိယကမြန်ဆန်မှုပါ။ Ethereum မှာငွေလွှဲတစ်ခုကိုအတည်ပြုဖို့15မိနစ်ကနေနိုင်ချီကြာနိုင်ပါတယ်။ဒါပေမဲ့ Fort Chain မှာစက္ကန့်အနည်းငယ်ပဲကြာပါတယ်။ဒါကအကောင်းဆုံးဖြစ်တာက Define လို့အရန်လျင်မြန်မှုလို့တဲ့ project တွေအတွက်ပဲဖြစ်ပါတယ်။တတိယစွန့်ရင်ချွေတာပါ။ ဖော့ချိန်က proof of stake POS တုံးပါတယ်ဆိုလိုတာကကွန်ပျူတာတွေအားကစားမလုပ်ဘဲ token ချထားပြီးကိုင်ရက်ကိုကာကွယ်ရုံမှာဒါကြောင့်ပြည့်စစ်စွမ်းအင်း69ရာခိုင်နှုန်းကိုခြွေတာနိုင်ပါတယ် ကမ္ဘာယာသည်ပြောင်းလဲမှုကိုစိုးရိမ်ရင်ဒီအသက်ချက်ကအရန်ကောင်းပါတယ်။ဘစ်ကွိုင်းသို့မဟုတ်အရင်အီတာရီယန်လိုမဟုတ်ပါဘူး။စတုတ္ထအီတာရီယန်နဲ့လိုက်ဖက်တာပါ။ဆိုလိုတာကအီတာရီယန်မှာရှိတဲ့တုံကင်တွေ NFT တွေအားလုံးကိုဖော့ချိန်မှာအခမဲ့ကူယူလို့ရပါတယ်။ဒါကအကြီးမားဆုံး airdrop တစ်ခုဖြစ်ပါတယ်။ဥပမာအီတာရီယန်မှာ SHIB တစ်ထောင်ရှိရင်ဖော့ချိန်မှာနောက်တစ်ထောင်ရလာမယ်။ဒါကြောင့်တိဆောက်ရေးလုပ်တဲ့ developer တွေအတွက်အလွန်လွယ်ကူပါတယ်။ကုတ်ပြန်ရေးစရာမလိုပါဘူး။ပြင်စမလုံ ံခြုံရေးနဲ့ဆွဲဆောင်မှုပါ။ Port Chain ကအခမဲ့ဖြစ်ပြီးလူသိများတဲ့ Ethereum ရဲ့လုံခြုံရေးကို အခြေခံထားပါတယ်။ထပ်ပြီး Gas Fee တွေကိုဘန်းတာကြောင့် PSS Token ရဲ့တန်ဖိုးတက်နိုင်ခြင်းမြင့်ပါတယ်။ဒါအပြင် Port X ဆိုတဲ့ TEH decentralized exchange ရှိပါတယ် Uniswap လို့ဖြစ်ပြီး gas fee တွေကတုံငင်တွေကဘန်းပါတယ်ဒါက less တုံငင်ဖြစ်မယ်လို့ဆိုလိုပါတယ်နောက်ဆုံးအသုံးဝင်မှုမြင်ပါတယ် DeFi NFT gain တွေအတွက်အသင့်တော်ပါတယ် ဒီအာသာချက်တွေကြောင့်တိဆောက်ရေးတွေပိုများလာနေပါပြီ။အဲဒါကြောင့် port chain ကိုသုံးသပ်ပါတယ်။တယောက်ယောက်က crypto ကိုစားလေလာနေရင်သို့မဟုတ် defi မှာပိုကောင်းတဲ့ရွေးချယ်စရာတွေရှာနေရင်တော့ port chain ကသင့်တော့ပါတယ်။ဒါတွေကအသင်းရဲ့ယင်းနှိမ့်နှုတ်မှုကိုပိုကောင်းစေပါလိမ့်မယ်။ ။သတိပေးချက်ခရစ်တိုကအန္တရာယ်ရှိပါတယ်။ကိုယ်တိုင်လေ့လာဖို့ကအရေးကြီးပါတယ်။ဒီနေ့ topic ကိုစိတ်ဝင်စားရင် comment မှာသင်အမြင်တွေရေးပေးပါ။ဒီ video ကိုသဘောကျရဆိုရင် like နှိပ်ပြီး MMR Define Channel ကို subscribe လုပ်ပြီး bell icon လေးကိုနှိပ်ထားဖို့မမေ့နဲ့အောင်ချစ်စစ်တင်ပါတယ်။နောက်တစ်ခေါက်ပြန်တွေ့မယ်နော်။ Audio